ာအသုံးပြုမဲ့စောင်းရသည့်ဘောလုံးသစ်ဒီရီပီးမရီပွဲစဉ်တွေမှာပူမကုံနေချုပ်ဘောလုံးတွေနဲ့ကစားနေတာပါအခုတော့ပူမကစောင်းရသည့်အတွင်ပီးမရီပွဲစဉ်တွေမှာအသုံးပြုမဲ့သူတို့ရဲ့ဘောလုံးသစ်ကိုထုတ်ပေါ်ပြသခဲ့ပါတယ်။ဥရောပမှာစောင်းဝင်ပြီးဖြစ်လို့အောက်တိုဘာ26ရက်ကစပြီးတော့ဘောလုံးပွဲတွေတနအိနောက်ဆပြီးကစားတယ်လို့စောင်းရသည့်ဆိုလို့ရှိရင်နင်းနေဖြူပွေးနေအောင်ကြားလေးရှိတာကြောင့်ကိုယ့်ရဲ့ဒီပုံမှန်အသုံးပြုနေတဲ့ဘောလုံးအဖြူရောင်ကနင်းနေကြောပြီးမမြင်ရတာမျိုးဖြစ်နိုင်တာမို့လို့အဝါရောင်ဘောလုံးတွေကိုအသုံးပြုလေးရှိပါတယ်။ ဒီတစ်ပတ်ရှစ်ပြိုင်ကစားနေတဲ့ပေမယားလီပွဲစဉ်ကိုနဲ့လာမယ့်တစ်ပတ်ရှစ်ပြိုင်မဲ့ပွဲစဉ်30မှာတော့ယာတီစခဲ့တဲ့ကအသုံးပြုနေတဲ့အဖြူရောင်ဘောလုံးကိုပဲဆက်လက်အသုံးပြုသွားမှာပါ။နိုဝင်ဘာ၈ရက်နေ့မှာရှစ်ပြိုင်ကစားမယ့်ပေမယားလီပွဲစဉ်17ရက်ပထမဆုံးပွဲဖြစ်တဲ့စပါနဲ့မန်ချက်စတာယူနိုက်တက်ပွဲမှာမှာစောင့်ရတီဘောလုံးအသစ်ကိုစတင်အသုံးပြုသွားဖို့စီစဉ်ထားတာပဲဖြစ်ပါတယ်။ ဒီရသည်မှာပရီးမီးယားလိဂ်ကအသုံးပြုနေတဲ့ဘောလုံးတွေကိုပူမာကုမ္ပဏီကချက်လုပ်ပေးချတာဖြစ်ပြီးတော့ဆောင်းရသည်မှာအသုံးပြုမဲ့အဝါရောင်ဘောလုံးကိုအန်ဒါဒလိုက်လို့အမည်ပေးချပါတယ်ပီမီယာလီကပြီးခဲ့တဲ့2024-2025ဘောလုံးရာသီအထိနိုင်ကီကထွက်လွှတ်ထားတဲ့ဘောလုံးကိုပဲအသုံးပြုခဲ့ပြီးတော့ဒီရာသီမှာပူမနဲ့ပထမဆုံးအကြိမ်ပူပေါက်ခဲ့တာပဲဖြစ်ပါတယ်။ပီမီယာလီမှာပွဲစဉ်တစ်ပွဲရှစ်မြိုက်ကစားရင်ဘောလုံး15လုံးအသုံးပြုလေးရှိကြောင်းလည်းသိရပါတယ်။